တော့ဒီနေ့သတင်းစာရှင်းလင်းပွဲမှာမဟိန္ဒာသထုတွင်ရပါတော့။အဲပတ်သက်တဲ့ခန္ဓာသထုတွင်ကြောင့်ဟိုအနီနာလေယာမြည်ကြီးပျက်စီးဆုံးရှုံးနေလို့ပါတော့တွေ့ရတယ်ပေါ့နော်။အဲဆိုတော့အာဘလို့အဲ့အခြေအနေလေးရတော့ဘလို့ရှိလဲမသိဘူး။အခုလေယာမြည်ကြီးကတော့အခုထိဘာမှမရှိတော့ပါဘူး။ဘလုံးကွင်းဖြစ်သွားပါပြီ။ဒီမြောင်မြို့ချောင်းချောင်းဝအဆောက်ကိုဘလုံးကွင်းလိုမျိုးဒီမြည်နှုတ်ဆက်ပြမြည်စာတွေနဲ့ဖုံးလွှမ်းသွားခဲ့တာပါ။ဒါပေမဲ့အစိုးရတက်တက်လာပြီးရဲ့လက်ထက်မှာကုမ္ပဏီတို့သူတို့ဒီ EMP လိုမျိုးပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံခန့်ခွဲမှုအစီအစဉ်တွေပြန်လုပ်ဖို့သူတို့ တိုက်တော့ခဲ့တယ်ပြီးတော့ဒီဆိုရဝန်ကြီးတွေကိုတိုင်ဂျွာထက်တီလာပြီးတော့စောက်ကြည့်တယ်အစောက်ကြည့်တယ်ကုမ္ပဏီကိုတင်းကျတဲ့ဒီစီမင်းစီကိုင်းနဲ့သူတို့စောက်ကြည့်နေကြတယ်ဒီဟိနာတတူတွင်ကြောင်းပေါ့နော်ဒီတတူတွင်ကြောင်းဘယ်လိုနေရာမျိုးတွေမှာဘယ်လောက်ထိတောင်ပျက်စီးဆုံးရှုံးသွားပြီလဲပေါ့နော်အမှတဘာပေါ်ညုံဘယ်လောက်ဘယ်လိုနေရာမျိုးတွေမှာထိခိုက်လဲပေါ့အဲ့ဒါလေးဒီနေ့လောက်ရှင်းပြပေးပေါ့ဒီမြောင်းမြို့ရွာရဲ့ရေအရင်းမြစ်တွေမှာတော့နောက်ထပ်ရေအရင်းမြစ်တွေအများအားဖြင့်ဘယ်ချိန်မှဆက်လိုက်ဆက်လိုက်အစိတ်သိမ့်နေတဲ့ ဒီ chemical အများအားတွေ့နေတဲ့အခြေအနေမျိုးဖြစ်နေခဲ့ပါတယ်။တို့အနေနဲ့ဒီရေလွှမ်းပြီးသားနေရာတွေမှာဆိုရင်ရေတွင်းထပ်တိုးတိုးမရတော့ပါဘူး။ပြီးတော့ဒီကြောက်ကြောက်မြီဖြစ်သွားတဲ့အတွက်ကြောင့်တို့လေယာဉ်မြေလဲဆိုင်လို့မရတော့ဘူး။ပြီးတော့တို့ဥယျာဉ်ခြံမြေတွေလဲဆက်ဆိုင်လို့မရတော့ပါဘူး။ဒါဆိုလို့ရှင်အခုကပြင်လဲတာကဒိုင်းဒေသကြီးအစိုးရရဲ့ဟာအခွင့်အရေးတခုတွေနဲ့ပြင်လဲတာဆိုတော့ဟောအခုဒိုင်းဒေသကြီးအစိုးရအခွင့်အရေးနဲ့ပြင်လဲနေတာဘာနှစ်ခုလောက်ရှိလဲပေါ့ခုနကပြောသလိုမျိုး ဟိုသူတို့ဘက်ကပြန်တော့လေခိုင်းလိုက်ပြီးဒါပေမဲ့အခုကတော့ပြည်စည်းဆုံးရှုံးသွားတဲ့အတွက်ဗ ారి မြတ်လှုပ်ဆောင်ပေးမယ်လို့များဆိုရဘက်ကပြောသေးလိမ့်မယ်ခင်ဗျာဒီပြည်စည်းဆုံးရှုံးသွားတဲ့ကျောင်းတို့ဒီပြည်စည်းဆုံးရှုံးသွားတဲ့ရေတွင်းနေအိမ်သားတွေသူတို့ရဲ့အိမ်တွေရဲ့ပြီးတော့ဒီရေရင်းမြစ်တွေရဲ့သူတို့ရဲ့စိုက်ခင်းတွေအတွက်ကုမ္ပဏီဘက်ကနေဘာတစ်ခုမှလှုပ်ဆောင်ပေးခြင်းမရှိသေးပဲနဲ့ဒီစက်ရုံကိုပြန်လည်ပြီးတော့လက်ပတ်ခွင့်ပြုခဲ့ရလဲအဲ့ဒါတင်လည်းမာရင်ချက်တစ်ခုပါပဲနောက်တော့ကျတော့ဒီတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဒေါ်လဲလဲမော်ကနေပြောထားတာရှိရပါတော့သူစုသူတို့စုကတန်းတန်းတချောင်းမှာသူစုကတက်လာတဲ့ခါမျိုးကြရင် ဒီသဘောပတ်ဝန်းကျင်ထိခိုက်စေတဲ့သတ္ထုတွင်းတွေကိုလုံးဝခွင့်ပြုမှာမဟုတ်ဘူးလို့လည်းပြောထားတယ်။သူပြောထားတဲ့အတိုင်းပဲဒီ August လမှာဒီဟိုကလိုမျိုးမလိုက်နာရဲပေါ့နော်။ရေစူးရေစူးစနစ်ကိုတေချာမလုပ်တယ်မလိုက်နာရဲကံမီတွေကိုသုံးခုကိုသူပိတ်သိမ်းထားရုံနဲ့ပြောတယ်။ဆိုတော့ तू ကဒီလိုပြောထားရလေရှိတယ်ပိတ်သိမ်းထားရဲပိတ်ရာကြီးလည်းပိတ်သိမ်းထားပေမဲ့တိုင်းဒေသကြီးဆိုရဖွဲရနေပြီးတော့ခုနကလိုမျိုးတချို့နိုင်ငံသားချင်းမျိုးပြန်ဝင်အောင်ပြန်ခွင့်ပြုထားဆိုရဲရှိရဲဆိုတော့အမ်ဘယ်လိုခေါ်မလဲဆိုတော့တရားဥပဒေစိုးမိုးမှုအပိုင်းမှာကြတော့ဒါပေမဲ့သူတို့ကအဲ့လိုပြောထားပြန်ဆက်ပြီးတော့လဲပတ်နေရရှိတဲ့ခါကြတော့ ဟိုတရားဥပဒေစိုးမိုးမှုဘိုင်းမှာရောအမားတို့အနေနဲ့ဒေသခံတွေနဲ့ဘယ်လိုမြင်လဲမသိဘူး။တကယ်တော့တိုင်းဒေသဒီတိုင်းဒေသကြီးအစိုးရဖွဲ့အနေနဲ့ဝန်ကြီးချုပ်အနေနဲ့ကဒီရေဆိုးဆော့ပြစ်တဲ့ဟာတခုတည်းကိုပဲအလေးထားနေတာကိုဥပဒေကိုတိတ်တိတ်ချာချာလေ့လာဖို့လိုနေသေးတဲ့အချက်လူမျိုးပါ။ဘာဖြစ်လို့လဲဆိုဥပဒေရဆိုရင်ပောင်းချင်းထိသိမ့်ဥပဒေမှာအတိလင်းပြဋ္ဌာန်းထားပြီးသားဒီစက်ရုံတွေအကုန်လုံး existing ဒီ business activity လို့သူပြောထားပြီးသားအဲ့ဒီလက်ရှိပါမစ်ကင်ထားတဲ့ company တွေအကုန်လုံးဒီဥပဒေမပြဋ္ဌာန်းမီပါမစ်ကင်ထားတဲ့ company တွေအကုန်လုံးဒီ ဘာမှကိုဆက်လို့စီရမလို့တော့ဘယ်နဲ့ EMP လို့ခေါ်တဲ့ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲပြီးတော့ debut ချက်ယူရမှာပါအဲ့လိုမျိုး debut ချက်ယူပြီးတော့ ECC လက်မှတ်သူတို့ရပြီးမှသာသူတို့ရဲ့စီးပွားရေးလုပ်ငန်းတီး mining production ကိုသူတို့ဆက်လုပ်ရမှာပါအဲ့ဒါကိုအစိုးရအနေနဲ့လည်းတိုင်းပြည်သားကြီးအစိုးရအနေနဲ့လည်းဒါကိုဒီစကားအနေနဲ့မဟုတ်ဘဲနဲ့တည်တည်ချက်ချာစီးချက်ဖို့လိုပါလိမ့်မယ်ပြီးတော့အဲ့ဒီ ECC တွေထုတ်ပေးတဲ့အခါမှာလည်းကုမ္ပဏီတွေ ECC မရသေးဘဲနဲ့လေပတ်ခွင့်ပြုတဲ့အမိတ်မျိုးစိုးရအနေနဲ့ပြန်လည်သုံးသပ်စဉ်းစားဖို့လိုပါတယ် အဲနောက်တစ်ခါကျတော့အခုကတော့အခုကတော့မတို့ဒီရွာကပြဿနာအခုဟိုရွာကြီးပြည်စည်းဆုံးရှုံးနေတာကတော့ဒီဟိနာတတူတွင်ပေါ့နော်ဟိနာတတူတွင်နဲ့အတူတူနောက်ဟိုယာယီပိတ်သိမ်းထားတဲ့နောက်ထပ်ဝေတို့ပါလို့ဟာမျိုးကြီးလည်းရှိရယ်ဆိုတော့အဲ့ဒီပြင်ဒီတိုင်းဒေသကြီးထဲမှာဟိုအစိုးရနေပြီးတော့တရားဝင်ခွင့်ပြုကြားတဲ့တတူတွင်လုပ်ငန်း၈ခုလောက်ရှိရယ်ကြားရပြအဲ့ဆိုတော့တခြားတတူတွင်နေရဲ့ဟိုသဘာဝပုံကျင်ပေါ်ဟိုထိမ့်သိမ်းထားတဲ့စနစ်တရားရောဘယ်လိုရှင်နေမျိုးများတွေ့ရှိရလဲမသိဘူးခင်ဗျဒီအစိုးရတက်တက်လာဘေးရန်နောက်ပိုင်းမှာသူတို့ကုမ္ပဏီဒီ ဟိုပတ်ဝန်းကျင်ထိသိဥစည်းဌာနဥဝန်ကြီးဌာနနေပြီးတော့သူတို့စာတွေထုတ်ပါတယ်ကုမ္ပဏီတွေကလည်း EMP ပြန်လုပ်ဖို့အတွက်ပါဒီ e-star လို့ခေါ်တဲ့အရှေ့တိုင်းတတိယကုမ္ပဏီဆိုရင်လည်းဒီဘဝပင်ကြီးရွာမှာပါရွာချင်းဆက်နေတဲ့ရွာမျိုးပေါ့အဲ့ဒီကုမ္ပဏီနေနဲ့ဆိုလဲ EMP သူတို့ဆွေးနေတာပဲဆွေးနေတာပဲဆိုတော့သူတို့ဆွေးနေတဲ့အချိန်မှာလည်းသူတို့ရက်ထားရတာပဲရက်ထားရပဲဆိုတော့ဟိန်းသားတစ်ခုတည်းမှာပါလို့ EMP မလုပ်ပဲနဲ့ပြန်ပြီးတော့ဒီ level ခွင့်ရောက်ခဲ့တယ်လဲဆိုတဲ့ဟာရယ်သူတို့ EMP တကယ်လို့လုတ်ပြီးဆိုရင်တော့မဘလို့လုတ်ခဲ့လဲပေါ့ disclosure လုတ်ပြီးဘူးလဲလို့ပါတယ် ပြီးတော့အဲ့ဒီအားမျိုး public consultation အနေနဲ့တိုးတိုးရှင်းရှင်းလုပ်ပေးဖို့လိုပါတယ်။ရေဆိုး sort ထုတ်တဲ့စနစ်တစ်ခုတည်းကိုလုပ်တာဒီ EMP မဟုတ်ပါဘူး။အဲ့လိုမျိုးတိုးတိုးချာချာလုပ်ပြီးမှသာပြန်လည်ပတ်ခွင့်ပြုရမှာလား။ company တစ်ခုကိုပြန်ထုတ်ပေးပြီးတော့နောက်တစ် company တစ်ခုရောရပ်ထားတာဒီလဲ။ဒါဒီတရားဥပဒေစိုးမိုးမှုပိုင်းမှာကျွန်တော်တို့ရဲ့မေခွန်မေးချာတွေဖြစ်လာပါလိမ့်မယ်။ခုနလိုပဲအစိုးရအသိအနေနဲ့လည်းဒီရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်ပြီးတော့တရားစတာနိုင်ငံတကာတရားစတာတွေကိုဒီလိုမျိုးတူဖို့ထုတ်လုပ်ခွင့်ပြုတဲ့နေရာမှာဒီဟိန်းသားလိုမျိုးဒီဟိန်းသားဟိန်းသားလိုမျိုးကျွန်တော်တို့ဒီအရန်ဒီလိုဖြစ်တဲ့ ပြဿနာတွေပေါ်မှာဥပမာယူတာတကယူပြီးတော့နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေဖိတ်ခေါ်မယ်ဆိုလဲဒီပြဿနာတွေမျိုးရင်ဆိုင်ရနိုင်တယ်ဒေတာခံနေနေတဲ့ဒီလိုမျိုးခက်ခဲတွေရှိလာနိုင်တယ်ဆိုတဲ့ဟာမျိုးဒီ lesson learn အနေနဲ့ယူပြီးတော့ပုံပြီးကောင်းမွန်တဲ့ဒီဖွံ့ဖြိုးတိုးတက်မှုကိုအတူတကွလှုပ်ဆောင်ဖို့အတွက်ပဲတိုက်တွန်းချင်ပါတယ်အခုလိုကြေကြပါပြီကျွန်တော် RFA ကနေပြီးတော့အရင်ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်ပါတယ်ရှင့်